ဝေဖန်မှုတွေကြောင့်ရှောင်းတိန်နေရကနေငလင်ပေးတင်နေတဲ့ဒရီစီအရောက်လူတန်းသွားမဲ့နော်ဖောအေထာ ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။မြန်မာဆယ်လီ insider page ကနေပြီးတော့ပရိသတ်တီအားလုံးကိုပြန်လည်လို့ကြိုဆိုပါရစေ။နော်ဖောအထာပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာဝေဖန်မှုပေါင်းများစွာကိုခါးစီပြီးတော့ခံနေကြရတာဖြစ်ပါတယ်။လွမ်းပိုင်နဲ့နောက်ွယ်မှာဖောက်ပြန်ခဲ့တဲ့အမှန်တရားတွေကြောင့်အရှက်ရနေကြရလဲဖြစ်ပါတယ်။အားလုံးကနော်ဖောအထာကိုစနိုက်သူအဖြစ်အပြင်းထန်ကိုဝေဖန်ခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့လဲနော်ဖောအထာကလူရှိတောင်မထွက်နိုင်ပဲဖြစ်နေကြရတာပါ။ပွဲတက်တီလဲရှောင်ပြီးတော့နောက်ွယ်မှာ ရုပ်ရှင်ရိုက်ကူးရေးလုပ်ရင်းနဲ့သာဖြတ်တန်းလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့ match လ28ရက်နေ့ရဖြစ်ခဲ့တဲ့ငလင်ကြောင့် Norfolk Air ထားကဆက်ပြီးတော့ပုံမနေတော့ပဲလူရွှေထွက်ဖို့အဆုံးဖြတ်လိုက်ပါပြီ။ငလင်ကြောင့်မို့ Mandalay စကိုင်းနဲ့နေပြည်တော်ဘက်မှာအလူအလဲကိုခံစားနေကြရတာဖြစ်ပါတယ်။အခုလိုဖြစ်တဲ့အချိန်မှာအကူအညီတွေအများကြီးလိုအပ်နေတာပါ။အထက်မြင့်မှာနေကြတဲ့သူတွေဆိုရင်လည်းအိမ်ပေါ်မှာမနေရဲကြတော့ပဲအိမ်ပြင်မှာသာထွက်ပြီးတော့နေထိုင်ကြတာဖြစ်ပါတယ်။စကိုင်းဘက်မှာဆိုရင်အပြင်ကိုပြေးထွက်ပြီးတော့အသက်ဘေးက ွတ်သွားပြီမဲ့လဲနေစရာအိမ်မရှိတော့တဲ့သူတွေအများအပြားကိုရှိသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့အစားအသောက်တွေနဲ့ရှေ့တန်းတွေလည်းအများအပြားကိုလိုအပ်နေတာဖြစ်ပါတယ်။အနုပညာရှင်တွေကအခုလိုအရာတွေဝင်နိုင်ဖို့အတွက်ဒိန်းရာကျော်အထည်ကိုလှူဒန်းပေးလို့နေတာဖြစ်ပါတယ်။ဒါပေမဲ့အနုပညာရှင်တွေကခိုင်နှင်းဝေကေဟာစီမာသာငွေသားတွေလှူဒန်းပေးကြတာဖြစ်ပါတယ်။ငလင်တန်းကိုအမှန်တကယ်ခန်းစားနေရတဲ့နေရာတွေကိုတော့တွားရောက်ပြီးတော့လှူဒန်းတာမျိုးမရှိပါဘူး။နော်ဖိုးအေထားကတော့မြေပြင်အထည်ကိုတွားရောက်လှူဒန်းဖို့အတွက်ဆုံးဖြတ်လိုက်ပါတယ်။ငလင်ပေးတဲ့ င်းတဲ့နေရာတွေမှာလိုအပ်နေတဲ့အစားအသောက်တွေနဲ့ရှည်သန့်တွေကိုနော်ဖိုအေထားကကိုရိုင်းပြင်ဆင်ပေးသွားခဲ့တာဖြစ်ပါတယ်။ငလင်ပေးကြောင့်နေအိမ်စွန့်နေရတဲ့သူတွေအတွက်အ धिक လိုအပ်တဲ့ဆန်စေးဝါ၊ရေသန့်၊ဓာစားနဲ့အသင်စားမုတ်တွေကိုပါနော်ဖိုအေထာပြင်ဆင်ပေးသွားခဲ့တာပါအခုလက်ရှိပါသွားခဲ့တဲ့အစားအသောက်တွေက နော်ဖောဧထားကိုရိုင်းဝယ်ထားတဲ့အစားအသောက်တွေဖြစ်ပါတယ်။နော်ဖောဧထားကသူတက်နိုင်သမျှငွေတွေနဲ့အစားအသောက်တွေကိုဝယ်ထားခဲ့တာပါ။သွားလူမင်းနေရာကိုမရောက်ခင်အချိန်အထိကားပေါ်မှာနော်ဖောဧထားကအလူပစ္စည်းတွေကိုခွဲဝေနေတာဖြစ်ပါတယ်။ဒါအပြင်မြေပြင်ကိုရောက်တဲ့အချိန်မှာလည်းနောက်ထပ်လိုအပ်တာတွေကိုကိုရိုင်းလူတန်းဖို့လုပ်ကင်သွားမှာဖြစ်ပါတယ်။လူကျင်တဲ့အလူရှင်နေနေနဲ့လည်းသူမကိုဆက်သွယ်ပြီးတော့လူတန်းနိုင်ကြောင်းအသိပေးထားပါတယ်။နော်ဖောဧထားကငလင်လုတဲ့သူတွေကိုလက်ပိုက်ပြီးတော့မကြည့်နေနိုင်တာကြောင့်ကိုရိုင်းသွားပြီးတော့ကူညီဖို့ပြင်ဆင်ခဲ့ရလဲဖြစ်ပါ ါတယ်။ငလင်ဆလုံးလို့လူအများဒုက္ခရောက်သွားတဲ့အချိန်မှာကလေးကနော်ဖိုးအေထားကအလူငွေတွေလည်းအများကြီးလူဒန်းပေးခဲ့တာဖြစ်ပါတယ်။အလူငွေနဲ့ပတ်သက်ရင်အမှုပညာရှင်ရဲ့အားကိုးရာဖြစ်တဲ့ခိုင်နေဝီစီမှာအလူငွေတွေဒိန်းတရာလူဒန်းပေးခဲ့တာလည်းဖြစ်တယ်။အလူငွေလည်းလူဒန်းပေးတာဖြစ်ပေမဲ့နော်ဖိုးအေထားကပရိသတ်တွေအတွက်ထိုင်ပြီးတော့မကြည့်နိုင်တာကြောင့်ကိုရိုင်းသွားပြီးတော့လူဒန်းမှုဆုံးဖြတ်လိုက်တာဖြစ်ပါတယ်။လွမ်းပိုင်ကိုစနိုက်ခဲ့တာကြောင့်နော်ဖိုးအေထားကိုအားလုံးကအပြင်းထန်ဝေဖန်ခဲ့ကြတာပါ။ဒါပေမဲ့လည်းတခြားအမှုပညာရှင်တွေလိုမဟုတ်ပဲငလင်လှုပ် ီးတော့ဒုက္ခရောက်နေတဲ့အမျိုးပြင်အထိကိုကိုရိုင်းတော်ရောက်ပြီးတော့လူဒန်းနေတာမို့ချီကျူးနေကြပါတယ်။ဝေဖန်မှုတွေကြောင့်ရှောင်းတိန်နေရကနေငလင်ပေးတင်နေတဲ့သူတွေစီအရောက်လူဒန်းသွားမဲ့နော်ဖောအထားအပေါ်ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းရှင်းခဲ့ပေးပါအောင်။ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါပြီးတော့ကြည့်ရှုပေးတဲ့အတွက်လည်းမြန်မာ Sally Insider Page ပရိသတ်တယောက်ချင်းစီတိုင်းကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။နောက်နေ့ရတင်ဆက်မှုတွေမှာလည်းပြန်လည်ပြီးတော့ဆုံတွေ့ကြပါမယ်။ Like and Share လေးနဲ့အားပေးသွားဖို့အတွက်ကိုလည်းအားလုံးဝန်တောင်းဆိုပါရစေရှင်။